ယူဗာနိုရာဟာရာရီရဲ့21 lesson for the 21st century ကိုရှားတီဟာဝင်းအာကဘာသာပြန်ဆိုပြီးရှားထက်မင်းတွင်ကတိပြထားတဲ့27ရာစုအတွက်သင်ခန်းစာ21ခုအီစာအုပ်ဂရုဖတ်ရှုခွင့်ပြုပါရင်ရှားတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်းလိုက်ပါရရှင်အပိုင်း76သင်ငန်းစာကိုလူဝင်မှု တချို့ယဉ်ကျေးမှုတွေကတချို့ထက်တန်နိုင်တယ် globalization ကြောင့်ဂျိုးကဘာတလွားလူရင်းချင်းမှုဓလိထုံတန်းတစ်ခုနဲ့တစ်ခုမတူခြားနာခြင်းများရော့ပါလာသည်ကတော့မှန်ပါသည်သို့တော်လည်းတစ်ချိန်တည်းမှာပင်သစိမ်းများကိုတွေ့ပြီးသူတို့၏တဘူကွဲပြားမှုကိုသဘောမကျမကြင်မနှက်ဖြစ်ရန်လည်းများစွာပိုလွယ်ကူလာသည်အင်္ဂလိုဆက်ဆွန်ခေတ်အင်္ဂလန်နှင့်အိန္ဒိယပါလာအမ်ပါရာကြောင့်မတူကွဲပြားမှုမှာယနေ့ခေတ်ဗြိတိန်နှင့်အိန္ဒိယကြောင့်မတူကွဲပြားမှုထက်များစွာကြီးမားသည် သို့သောထို Airfreight ဘီယန်ဂျီလက်ထက်ကဒေလီနှင့်လန်ဒန်အကြားဗြိတိရှလေကြောင်းကတိုက်ရိုက်ပြန်တန်းပြေးဆွဲနေသည့်လေယာဉ်မရှိပေ။လူများမှတနိုင်ငံမှတနိုင်ငံကူတန်းဖြတ်ကျော်ကအလောက်တိုင်းဘဝလုံးကြုံမှုနှင့်ပိုကောင်းသော အနာဂတ်ကိုရှာဖွေလာကြသည်တို့နှင့်မျှလူစိမ်းများကိုဂိုင်းတွယ်ဆက်ဆံရန်လူစိမ်းများကိုရှိရင်စွဲလူအဖွဲ့စည်းတဲသို့ပေါင်းစည်းရန်သို့မဟုတ်နှင်ထုတ်ရန်ကိစ္စများကနိုင်ငံရေးစနစ်များ လူဖွဲ့စည်းပုံသေးဝလက္ခဏာများကိုများစွာဝင်ပြီးလာစီပါသည်အကြောင်းမှာအဆိုပါစနစ်များသေးဝလက္ခဏာများမှာယခုကဲ့သို့လူများအလွယ်တကူရွှေ့ပြောင်းနေထိုင်သောခေတ်တွင်ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ပဲပြောင်းရပြင်ရခဲ့သောခေတ်များကပေါ်ပေါက်ခဲ့သောစနစ်များသေးဝလက္ခဏာများဖြစ်နေသောကြောင့်ဖြစ်သည်၎င်းပြဿနာမှာဥရောပတွင်ဒရမာဆန်ဆန်ပေါ်ပေါက်လာတော့သည်ဥရောပသမဂ္ဂကိုတည်ထောင်ရာတွင် ပြင်သစ်များဂျာမန်များစပိန်များဂရိများစသည့် ယဉ်ကျေးမှုကွဲပြားချက်ကိုကျော်လွန်ကတီထောင်မီဆိုသည့်ဂတိကဝေဖြင့်တီထောင်ခဲ့ကြခြင်းဖြစ်သည့်ယခုမူဥရောပသမ္မတကမှဥရောပသားများနှင့်အာဖရိကအရှေ့အလယ်ပိုင်းတို့မှရွှေ့ပြောင်းနေထိုင်သူများအကြားယဉ်ကျေးမှုကွဲပြားချက်ကိုဂိုင်းတွဲဖြည့်ရှင်ထိမ့်သိမ်းနိုင်ခြင်းမရှိသောကြောင့်ပြိုကွဲသွားသည့်အဖြစ်ရောက်ကောင်းရောက်ရနိုင်သည်ငွားထက်ရည်ရသင်ပြရသည့်ဖြစ်မှဥရောပကတာယာဝပြောသောယဉ်ကျေးမှုဘဟုဆောင်စနစ်တရားအောင်မြင်စွာတည်ဆောက်နိုင်ခဲ့သောကြောင့်ပင် ရွှေပြောင်းနေထိုင်သူအများပြောင်းဝင်ရလာခြင်းပင်ဖြစ်သည်ဆီးရီးယားနိုင်ငံသားများမှာဆော်ရီအာရီဗျအီရန်ရုရှားတို့မဟုတ်ဂျပန်တို့ရွှေပြောင်းနေထိုင်လိုခြင်းမရှိဘဲဂျာမနီတို့သာလာရောက်လိုခြင်းဖြစ်သည်ထို့သို့လာရောက်လိုခြင်းမှာဂျာမနီကကြံရွှေပြောင်းလိုရသည့်နေရာများထက်ပိုချမ်းသာလိုပိုနည်းလိုမဟုတ်ချေအကြောင်းမှာဂျာမနီကရွှေပြောင်းအခြေချနေထိုင်သူများကိုကြိုဆိုလက်ခံရရင်ကြံနေရာများထက်ပိုသာသောကြောင့်ဖြစ်သည် ဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများများပြားလာသောကြောင့်ဥရောပသားများအကြဝိဝါဒကွဲပြားလာသည်ဥရောပသားဆိုတာဘလို့ဖြစ်တဲ့သည်ဥရောပ၏အနာဂတ်ဘလို့ဖြစ်တဲ့သည်ဆိုတာကိုအခြေတင်စကားများလာကြတော့သည် အချို့ဥရောပသားများကဥရောပ၏တကားကိုကြက်ကြက်ပိတ်ရမည်ဟု တောင်းဆိုကြသည်ထို့သောတောင်းဆိုလိုသူတို့ကိုဥရောပ၏ဘဟုဇုံစံတန်ဖိုးများ multi cultural ideas နှင့်တိခံလက်ခံနိုင်သောစံတန်ဖိုးများကိုပြစ်ပယ်သူများ တံပိုးမထားသူများဟုခေါ်ရမည်လို့သူမဟုတ်သူတို့တောင်းဆိုရသည့်အကျိုးတင်အကြောင်းတင်ဖြစ်ခါမဖြစ်တဲ့နာမဖြစ်ရအောင်ကာကွယ်ခြင်းလို့ခေါ်ရမည်လို့အချို့ဥရောပသားများကဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေတိုင်းသူများကိုလက်ကမ်းကြိုရမည်တကားကိုပိုရောင်းကြကြဖွင့်ပေးရမည်ဟုဆိုသည်ထို့သောဆိုသူတွေကိုဥရောပ၏အနှစ်သာဇန်တံပိုးများကိုထိမ့်သိမ့်သူတွေဟုခေါ်ဆိုမည်လို့သူမဟုတ်ဥရောပတိစာပေးစီမံကိန်းကိုမဖြစ်နိုင်သောလက်တွေ့မကျသောစိတ်ကူးယဉ်မှုများဖြင့် ဖြန့်စည်းသူများဟုခေါ်ရမည်လောလူဝင်မှုကိစ္စကိုညင်ရင်ညင်ရင်အများအားဖြင့်အဟိညင်းကုန်သည့်အဖြစ်ရောက်ကတစ်ဖက်နဲ့တစ်ဖက်ဗာပြောနေသည်ကို မကြားနိုင်နားမထောင်နိုင်ဖြစ်လာကြသည်ယင်းကိစ္စကိုရှင်းရှင်းလင်းလင်းဆွေးနွေးနိုင်ရန်လူဝင်မှုကိစ္စကိုအခြေခံစည်းကမ်းသတ်မှတ်ချက်သို့မဟုတ်အခြေအနေ၃ရက်ပြည့်စုံသဘောတူညီရန်လိုအပ်သည့်ကိစ္စဟု ယူဆဆွေးနွေးကြည့်ပါမည်အခြေခံစည်းကမ်းသတ်မှတ်ချက်၁ အင်ရှင်နိုင်ငံကရွှေ့ပြောင်းအခြေချနေထိုင်သူများကို နိုင်ငံတဲသို့ဝင်ရောက်ခွင့်ပြုလိုက်သည်အခြေခံစီကံသတ်မှတ်ချက်နှင့် အပြန်အလှန်အားဖြင့်ရွှေ့ပြောင်းအခြေချနေထိုင်သူများကအင်ရှင်နိုင်ငံ၏အဓိကစံတန်ဖိုးများစံနှုန်းများကိုအ ਨੇ ဆုံးအားဖြင့်လက်ခံကျင့်သုံးရမည်၎င်းတို့၏ရိုးရာဓလေ့ထုံးစံစံတန်ဖိုးချို့ကို လိုအပ်လာလျှင်ဆွတ်လွတ်ပေးရမည်အခြေခံစီကံချက်၃ရွှေ့ပြောင်းအခြေချနေထိုင်သူများကအတိုင်းအတာတစ်ခုအထိပေါင်းစည်းခြင်းရှိပါက အချိန်ကြာလာသည်နှင့်မျှ၎င်းတို့မှာအင်ရှင်နိုင်ငံ၏တန်းတူညီများရှိသောဒင်းပြေကျပြေနိုင်ငံသားများဖြစ်လာသည် သူတို့ကနေငါတို့ဖြစ်လာမည်ရင်းအခြေခံစည်းကမ်း၃ချက်ဖြင့်စဉ်းစားပါကစည်းကမ်းတစ်ခုချင်းစီကိုပလိုတိတိကျကျအတိတ်ပဲဖွင့်ဆိုမည်ဆိုသည်ကိုဆွေးနွေးညှင်းခုံလို့ရပါသည် လေးခုမြောက်ဆွေးနွေးစရာမှာအဆိုပါစည်းကမ်း၃ခုကိုတစ်ဖက်နဲ့တစ်ဖက်ဘယ်လိုဖြည့်ဆည်းဆောင်ရွက်မလဲဆိုသည့်ကိစ္စဖြစ်သည်လူများမှာ လွေမှုကြီးကြပ်ရေးကိစ္စကိုညှင်းခုံကြသောအခါများအားဖြင့်ရင်းဆွေးနွေးစရာအချက်လေးချက်ကိုတစ်ခုနှင့်တစ်ခုရောထွေးပြီးဆွေးနွေးကြသည်ထို့သောရောထွေးပြီးပြောဆိုကြခြင်းကြောင့်ဘာကိုညှင်းလို့ညှင်းနေမှန်းဘယ်သူမှမသိဆိုတာမျိုးဖြစ်လာသည်တို့ဖြစ်ရာရင်းဆွေးနွေးစရာအချက်လေးချက်ကိုတစ်ခုစီ ခွဲပြောတာအကောင်းဆုံးဖြစ်သည်ဆွေးနွေးညှင်းခုံစရာတစ်လူဝင်မှုကိစ္စ၏ပထမသတ်မှတ်ချက်မှာအင်ရှင်နိုင်ငံကရွှေ့ပြောင်းခြေချနေထိုင်သူများဝင်ရောက်လာသည်ကိုလက်ခံခြင်းဆိုသည့် ကိစ္စရိုးရိုးလေးပင်ဖြစ်သည်သို့သောရင်းတို့လက်ခံခြင်းကိစ္စမှာအင်ရှင်နိုင်ငံအနေဖြင့်လက်ခံရမည့်ဝတ္တရားဒူတီအနေဖြင့်ယူဆမည်လို့သို့မဟုတ်အင်ရှင်နိုင်ငံကရွှေ့ပြောင်းအခြေချနေထိုင်သူများကိုအခွင့်အရေးပေးခြင်း favor အနေဖြင့်စင်စားပေးမည်လို့အင်ရှင်နိုင်ငံအနေဖြင့်သူတကားများကိုလူတိုင်းအတွက်ဖွင့်ပေးရန်တောင်ဝက်တရားရှိသည်လို့သို့မဟုတ်အင်ရှင်နိုင်ငံတွင်ဘယ်သူတွေကိုတော့လက်ခံပြီးလက်မခံဘူးရွေးချယ်ရအခွင့်အရေးရှိသည်လို့ ရှေ့ပြောင်းခြေချနေတိုင်းခွင့်လုံးဝမပေးရန်ခွင့်ရရှိသလိုလူဝင်မှုကိုခွင့်ပြုပေးရမည်ဟုယူဆသူများကနိုင်ငံတိုင်းတွင်ကျင်းဝတ်ဝတ်တရားအားဖြင့်လူဝင်မှုကိစ္စကိုခွင့်ပြုကိုပြုပေးရမည်ဟုယူဆကြပုံရသည်ထို့သောခွင့်ပြုပေးရရင်လည်းဒုက္ခသည်များသာမကစီးရဲမွဲတည်သောနိုင်ငံများမှအလောက်ကန်ခွင့်လန်းရှာသူများနှင့်ပိုကောင်းသောဘဝအနာဂတ်ကိုရှာရန်ရည်ကြည်ရာမျက်နှာထွက်ခွာလာသူများကိုပါခွင့်ပြုပေးရမည်ဟု ူဆကြသည်တကမ္ဘာလုံးအပြန်အလှန်ချိတ်ဆက်နေသည့် EKG တွင်လူသားအလုံးအနေဖြင့်အခြားလူသားများကိုကူညီကိုကူညီရမည်ဟုသောကိုကျင့်တာဝန်ရှိနေသည်ဟုသူတို့ကဆိုကြသည်ရင်းဝတ်တရားကိုမလိုက်တာသူများကိုအတားဆွဲကြည့်သူများဖြစ်သည်သို့မဟုတ်လူမျိုးရေးခွဲခြားသူများဖြစ်သည်ဟု၍ပင်ဆွတ်ဆွဲကြသည်ထို့ပြင်လူဝင်မှုကိုခွင့်ပြုရမည်ဆိုသူများစုကအလေးပေးဆိုလေးရှိသည်မှာလူဝင်မှုကို လုံးဝအုံတုံရက်တန့်တားဆီးဖို့မဖြစ်နိုင်ကြောင်းတရိုင်းတွေဘလောက်ကာကာခြံစည်းတွေဘလောက်ခက်ခက်ထွက်ပေါက်မဲ့ကြံရမရဖြစ်နေသူများမှာမရရအောင်နှိရှာပြီးဝင်လာမိတာဖြစ်ကြောင်းဆိုကြသည်တို့ဖြစ်ရာလွေမှုကိစ္စကိုဥပဒေဖြင့်ခွင့်ပြုလိုက်ပြီးပုတ်ပွေလင်းလင်းရင်ဆိုင်ဒီကလူကုန်ကူးမှုကိစ္စတရားမဝင်လောက်သမားကိစ္စမွေးစည်းမရှိကလေးသူငယ်များကိစ္စစသည့်မန်ကိုကိစ္စများဖန်တီးရင်ဆိုင်ရမည်အစားပူကားမည်ဟုဆိုသည် လူဝင်မှုကိစ္စကိုဆန့်ကျင်သူများကတင်းတင်းကြပ်ကြပ်လုံလုံလောက်လောက်ကင်တွဲပါကလူဝင်မှုကိုလုံးဝရပ်တန့်တားဆီးရန်ဖြစ်နိုင်သည်ဟုဆိုကြသည်အိန်းနီးချင်းနိုင်ငံတခုခုကရရဆက်ဆက်နှိတ်ကိုတက်ပြတ်နေလို့ထွက်ပြေးလာရသည့်ဒုက္ခသည်များမှအပကျန်သူများကိုကိုယ်နိုင်ငံတကာဖွင့်ပေးရန်တာဝန်လုံးဝမရှိဟုဆိုကြသည်တူရကီနိုင်ငံအနေဖြင့်ကုရမဲ့ Syria ဒုက္ခသည်များကိုသူ့နိုင်ငံဒဲသို့ဝင်ခွင့်ပြုရန်ကိုကျင့်တရားအရတာဝန်ရှိကောင်းရှိမည်ဖြစ်တော်လဲ ရင်းဒုက္ခသည်များမှာဆွေဒင်နိုင်ငံသို့ဆက်လာခြင်းသည်ဆိုပါကဆွေဒင်နိုင်ငံနေဖြင့်လက်ခံစရာအကြောင်းမရှိပေအလုံရှာသူများနှင့်ရေကြီးရမျက်နှာပြောင်းကျင်သူများအတွက်မူကားလက်သင့်ခံမခံဆိုသည့်ကိစ္စနှင့်ပဲအချက်တွေနှင့်ပြည့်စုံရမည်ဆိုတာတတ်မှတ်သည့်ကိစ္စမှာအင်ရှင်နိုင်ငံစိတ်ကြိုက်ဆုံးဖြတ်လို့ရသည့်ကိစ္စဟုဆိုကြသည်လူဝင်မှုကိစ္စကိုဆန့်ကျင်သူများကအလေးပေးဆိုလို့ရှိသည်မှာလူအုပ်စုတစုချင်းစီအခြေခံအခွင့်အရေးတရမှာ ကျူးကျော်ဝင်ရလာခြင်းကိုတားဆီးပိုင်ခွင့်ပင်ဖြစ်သည်ဟုဆိုကြသည်စစ်တပ်နယ်ပဲဝင်လာလာရွှေပြောင်းအလုံသမားအနေနဲ့ပဲဝင်လာလာကျူးကျော်ဝင်ရောက်ခြင်းပင်ဖြစ်သည်ဟုဆိုသည်ဆွေဒင်နိုင်ငံသားများမှယူသားကြိုးစားပြီးသူတို့နိုင်ငံကိုကြွယ်ဝသည့် Liberty Democracy နိုင်ငံကြီးဖြစ်တည်ဆောက်ရန်မြောက်များစွာသောဆွလွတ်နှင့်နာခံမှုများလှုပ်ထားရသည်ဖြစ်ရာဆီးရီးယားနိုင်ငံသားများကအလားတူမလုပ်နိုင်လို့ဘဝတွေပြတ်နေရပါသည်ဆိုပါကဆွေဒင်နိုင်ငံသားတွေဖို့အနေသာကြီးဖြစ်သည်ဟုဆိုလေသည် ဆွေရင်မဲ့ဆန္ဒရှင်များမှာဘလို့အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်စီးရီးယားရွှေ့ပြောင်းနေထိုင်သူများကိုလက်သင့်မခံလိုပါကသူတို့အနေနဲ့ညှင်းပယ်ခွင့်ရှိတယ်ဒီထို့ပြင်ရွှေ့ပြောင်းအခြေချနေထိုင်သူချို့ကိုလက်သင့်ခံလိုက်ပါကလည်းရင်းတို့လက်သင့်ခံခြင်းမှာဆွေရင်နိုင်ငံနေဖြင့်ဒုက္ခသည်များကိုခွင့်ရေးပေးသည်ကျေးဇူးတင်ရမည်ကိစ္စကိုယူဆရမည်ဖြစ်ကြောင်းသူအနေနဲ့ဖြစ်ကိုဖြစ်စည်းရမည်တာဝန်နေဖြင့်ယူဆ၍မရကြောင်းဆိုလေသည်တို့ပြရဆွေရင်နိုင်ငံတို့ဝင်ရောက်ခွင့်ရသည့်ရွှေပြောင်းအခြေချနေထိုင်သူများနေဖြင့် သူတို့ရသမျှနေခြင်းနဲ့ကဂျေဇူးတရားမြည်ဖြစ်ကြောင်းဆွေဒင်နိုင်ငံကိုသူ့အမေလီနိုင်ငံလိုမှတ်ပြီးအခွင့်အရေးတွေတောင်းဆိုနေလို့မရကြောင်းလူဝင်မှုကိစ္စကိုဆန့်ကျင်သူများကဆိုလေသည်ထို့ပြင်လူဝင်မှုကိစ္စကိုဆန့်ကျင်သူများကဆိုသည်မှာနိုင်ငံတကာနိုင်ငံအနေဖြင့်ဘယ်လိုလူဝင်မှုကြီးကြပ်ရေးမူဝါဒကိုပဲချချသူ့လုပ်ပိုင်ခွင့်သာဖြစ်ကြောင်းရွှေပြားဝင်ရောက်လိုသူများ၏ယာဇဝတ်မှုယာဇဝင်းနှင့် professional ရည်ချင်းများမကလို့ဘာသာရေးကြည့်ပြီးဝင်ခွင့်ပြုမပြုခွဲခြားဆက်ဆံခြင်းလောက်လောက် ုခွင့်ရသာဖြစ်သည်ဟုဆိုလေသည့်အရှေ့အလယ်ပိုင်းမှာဒုက္ခသည်များကိုလက်ခံရာတွင်အစ္စရေးနိုင်ငံနေဖြင့်ဂျူးများသာလက်ခံပြီးပိုလန်လိုနိုင်ငံနေဖြင့်ခရီးယန်များကိုသာလက်တင်ခံပြီးဆိုပါကပုံမလာဘူးဟုထင်စရာဖြစ်ကောင်းဖြစ်မည်ဖြစ်တော်လဲအစ္စရေးနှင့်ပိုလန်မဲဆန္ဒရှင်များနေဖြင့်သူတို့သင့်တော်သလိုဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုဆိုလေသည်ဇလန်းကိုပိုလျှောက်စေသည့်ကိစ္စမှာများစွာသော အခြေအနေတွင်လူများမှစားကလည်းစားခြင်း၊ကုန်လည်းမကုန်စေခြင်း ဆားမှာတော့ကုံမာပေါ့ဆိုတာမျိုးဖြစ်ချင်နေခြင်းဖြစ်သည်နိုင်ငံများစွာမှာတရားမဝင်ရွှေ့ပြောင်းနေထိုင်ခြင်းကိုမသိကြင်အောင်ဆောင်ထားပေးကြသည်တချို့နိုင်ငံများဆိုရင်နိုင်ငံသားအလုပ်သမားများကိုယာယီအလုပ်လုပ်ခွင့်ဆိုပြီးထုတ်တောင်းပေးထားလိုက်သေးသည်အကြောင်းမှာနိုင်ငံသားအလုပ်သမားများ၏လုံအာဤခြင်းနှင့်စေတသက်သာသာခိုင်းလို့ရခြင်းပေါ်မြတ်ထုတ်လို့သောကြောင့်ဖြစ်သည်ထို့သို့ရသလောက်အမြတ်ထုတ်ပြီးမှရင်းအလောက်သမားများကိုတရားဝင် ခွင့်ပြုမပေးဘဲထားခြင်းဖြစ်သည်အကြောင်းပြကား သူတို့ဖို့လူဝင်မှုကိစ္စကလက်တင်ခံလို့မရဘူးရဖြစ်သည်ဒီလိုလုပ်ခြင်းမှာရေရှည်ပင်မှုအဆင့်တန်းกว่าကြသောလူအဖွဲ့အစည်းများဖြစ်ပေါ်ပေါက်လာစေမည်ဖြစ်သည်အပေါ်တွင်နိုင်ငံသားတင်းပြချက်ပြရသည်အထက်တန်းလွာလူဒန်းစားတရက်ရှိပြီးယင်းလူဒန်းစားကအောက်ကကုရကေရမဲ့နိုင်ငံသားလူဒန်းစားကိုကားမုံဖြတ်အမျက်ထုတ်နေသည့်အခြေအနေမျိုးဖြစ်လာစေမည်ယင်းတို့သောအခြေအနေကိုလက်ရှိတွင်ပင်လယ်ဝက်နိုင်ငံအများအပြားနှင့်ကာတာနိုင်ငံတို့တွင်တွေ့နေရပြီဖြစ်သည် ဤဆွေးနွေးခြင်းခုံမှုအဖြစ်မထွက်သည်၍လူမှုကိစ္စအခြားနောက်ဆက်တွဲဆွေးနွေးစရာများကိုဆက်လက်ပြောဖို့တိတ်ခတ်ပါသည်လူမှုကိစ္စကိုသဘောတူသူများကလူများတနေရာမှတနေရာသို့ရွှေ့ပြောင်းလိုပါကရွှေ့ပြောင်းပိုင်ခွင့်ရှိပြီးအင်ရှင်နိုင်ငံများမှာသူတို့ကိုလက်တင်ခံကိုခံရမည်တာဝန်ရှိသည်ဟုယူဆသည်တို့ဖြစ်ရာလူများ၏ရွှေ့ပြောင်းနေထိုင်ခွင့်ကိုတားမြစ်ကန့်သတ်ခံရအင်ရှင်နိုင်ငံများက၎င်းတို့လက်တင်ခံရမည်တာဝန်ကိုခြေပုံချင်းမရှိဖြစ်ပါက လွေမှုကိစ္စကိုထောက်ခံသူများကကိုကျင်တရားခေါင်းပါသူများပါညာဆိုပြီးဒေါသတကြီးတုံ့ပြန်တော်သည့်တစ်ဖက်ကလွေမှုကိစ္စကိုဆန့်ကျင်သူများကထိုသို့သောအမြင်မျိုးကိုအံ့အားတင်ကြသည်သူတို့ကယူဆသည်မှာလွေမှုကိစ္စမှာသူအခွင့်ရေးတရားနေနေပေးအပ်ခြင်းဖြစ်ပြီးအင်ရှင်နိုင်ငံကလက်တင်ခံပေးခြင်းမှာကျေးဇူးတရားမီကိစ္စအဖြစ်ယူဆသည်တို့ဖြစ်ရာကိုနိုင်ငံတဲ့အဝေမခံနိုင်ပြောယုံနဲ့ဘာ လူများလူတွေကိုလူမျိုးရေးခွဲခြားသူများဖက်စစ်များဆိုပြီးတမုံနေရပါသည်လဲဟုမေကွန်းထုတ်တော်သည်ရွှေပြောင်းအထည်အကျနေထိုင်သူများကိုခွင့်ပြုခြင်းမှာလောက်ကိုလောက်ပေးရမည်တာဝန်ဝတ္တရားမဟုတ်ပဲကျေးဇူးတင်ရမည်ကိစ္စဖြစ်စေုံတော့ရွှေပြောင်းဝင်ရောက်လာသူများမှာအင်ရှင်နိုင်ငံတွင်ခြေချနေထိုင်သည်နှင့်အမျှအင်ရှင်နိုင်ငံနေဖြင့်ယင်းခြေချနေထိုင်သူများနှင့်သူတို့၏မျိုးဆက်များအတွက်လောက်ပေးရမည်တာဝန်နှင့်ဝတ္တရားများရှိလာမည်ဖြစ်သည်တို့ဖြစ်ရာအမေရိကန်နိုင်ငံတွင်စာဖတ်သူနေဖြင့်ဂျူးမုံဒီယေဝါရာ ကိုမှန်ပါသည်လုံလို့မရပဲမင်းဘိုးဘေးတွေကို1910တုန်းကငါတို့ကတနာလို့ဝင်ခွင့်ပေးထားတာကျေးဇူးတင်ရမှာအဲ့တော့အခုမင်းကိုငါတို့ကကြိုက်တယ်လို့ဆက်ဆံလို့ရတယ်ဆိုပြီးလုံလို့မရပဲဆွေးနွေးညင်းခုံစရာနှင့်အထက်တွင် တင်ပြဆွေးနွေးခဲ့သည့်လူမှုဆိုင်ရာသဘောတူညီချက်၏ဒုတိယမြောက်အခြေခံစီကံသတ်မှတ်ချက်မှာဝင်ရောက်ခွင့်ပြုလိုက်သည့်ရွှေပြောင်းအခြေချနေထိုင်သူများအနေဖြင့် ဒေသခံယဉ်ကျေးမှုကိုလက်ခံပြီးအဝင်တွင်ကြသစာသားဖြစ်အောင်နေဖို့လိုသည်ဆိုသည့်အချက်ဖြစ်သည်သို့သောထို့သို့လက်သင်ခံပြီးအဝင်တွင်ကြဖြစ်ဖို့ရန်မှာဘယ်လောက်တိုင်းတာဒီဖြစ်ဖို့လိုပါသနည်းရွှေပြောင်းချေချနေထိုင်သူများမှာဖခင်ကြီးဆိုသောလူအဖွဲ့စီ Patriarchal Society မှ Liberal လူအဖွဲ့စီ Liberal Society တို့ရွှေပြောင်းနေထိုင်ရင်သူတို့အနေဖြင့်မျိုးသမီးဝါဒီ Feminists များဖြစ်ကိုဖြစ်လာရမည်လားဘာသာတရားထူးကန့်ကျန်သောလူအဖွဲ့စီမှ ပြောင်းရွှေ့နေတယ်လင်ဘာသာရေးနဲ့လော့ဂီရေးမရောချက်တော့ကပအမြင်မျိုးဖြစ်ပြောင်းလဲပြစ်ဖို့လိုပါသလားပြောင်းရွှေ့နေတိုင်းသူများအနေဖြင့်သူတို့ဤဘာသာရေးဓလိထုံတမ်းများအစားတောင်ရှောင်ကျင်မှုများကိုစွန့်လိုက်ကြရမည်လားလူဝင်မှုကိုစန့်ကျင်သူများကဘလို့မှလက်တင်ခံသင့်သည်ဆိုသည့်ဆံများကိုမြင့်တင်ထားရပြီးလူဝင်မှုကိုထောက်ခံသူများကမူဆံများကိုများစွာမြင့်တင်ထားလိမ့်မရှိကြချင်း လူဝင်မှုကိုထောက်ခံသူများကဥရောပတိုက်သည့်ပင်မတူကွဲပြားမှုအတူများပြားဆောင်လင်းသောနေရာဖြစ်ကြောင်းဒေသခံပြည်သူလူထုအနေဖြင့်လည်းဆောင်လင်းကွဲပြားသောအမြင်များအလေးအကျင့်များစံတန်ဖိုးများရှိကြောင်းဆိုလျက်ရှိသည်ထို့သောရှိနေခြင်းကပင်ဥရောပကိုမြူကြအကောင်းစေသည်ဟုဆိုကြသည်သူတို့ကမေကုံးထုတ်သည်မှာဥရောပသားများပင်ပြင့်မီမီမဟုတ်သောစိတ်ကူးရင်ဥရောပဆန်တယုတ်လက္ခဏာကိုအဘဲကြောင့် ရွှေပြောင်းချေချနေထိုင်သူများအနေဖြင့်အပြေဝလိုက်နာနေထိုင်ရမည်ဟုပြအားပေးရပါသည်ဟုမေကွန်းထုတ်ကြသည်ဗြိတိန်နိုင်ငံသားအများပြားပင်ဖျားရှိကိုကြောင်မသွားသလောက်ဖြစ်နေသည့်ခေတ်ကြီးတွင်ဗြိတိန်တို့ပြောင်းလာသည့်မွတ်စလင်ရွှေပြောင်းနေထိုင်သူများကိုခရိယန်ဘာသာပြောင်းမှုဖိအားပေးခြင်းမှသာလို့ပန်ကျဲမှလာသည့်ရွှေပြောင်းနေထိုင်သူများကိုကာရီဟင်းနှင့်မဆလာကိုစွန့်လွတ်ပြီးယော့ရှာယာပူတင်နှင့်ငါးအာလူကျော်စားရမည်ဟုတောင်းဆိုမည်လို့ဥရောပတွင်တကယ်စစ်မှန်သောပင်းစံတန်မှုများရှိသည်ဆိုပါက တီးခံခြင်းနှင့်လွတ်လပ်ခြင်းတည်းဟူသော liberal standard ပိုးများပင်ဖြစ်ပေမည်ဆိုလိုသည်မှာသဘောမှာဥရောပသားများအနေဖြင့်ရွှေ့ပြောင်းခြေချနေထိုင်သူများကိုတီးခံရမည်ဖြစ်သလိုအခြားသူများ၏လွတ်လပ်မှုနှင့်အခွင့်အရေးရပိုင်ခွင့်များကိုမထိခိုက်သရွေ့သူတို့၏ရိုးရာဓလေ့ထုံတမ်းများကိုကျင့်သုံးနိုင်သည့်လွတ်လပ်မှုကိုလည်းတတ်နိုင်သမျှအခွင့်ပြုပေးရမည်ဖြစ်လေသည် လူဝင်မှုကိုစန့်ကျင်သူများကတီးခံမှုနဲ့လွတ်လပ်မှုမှာအရေးကြီးဆုံးဥရောပစံတန်မှုများဖြစ်သည်ဆိုတာကိုသဘောတူပါသည်သို့သောသူတို့ကရွှေ့ပြောင်းအခြေချနေထိုင်သော အုပ်စုအများအပြားအထူးသဖြင့်မွတ်စလင်နိုင်ငံများမှရွှေ့ပြောင်းလာသူများကိုတီးခံမှုမရှိသူများမိမမုံတေးဝါရီများဂေးမုံတေးဝါရီများဂျူးမုံတေးဝါရီများဖြစ်သည်ဟုဆွတ်ဆွဲကြသည်ဥရောပကတီးခံနားလည်မှုစံတန်မှုကိုအလေးပေးတန်ဖိုးထားခြင်းကြောင့်ပင်လျှင် အထက်ဖော်ပြပါသည်မခံနိုင်သည်ဘုံတီးရဲလက်ကင်ထားသူအများအများပြားကိုလက်သစ်မခံအဝေမခံနိုင်ဟုဆိုလေသည်တီးခံတတ်သောလူအဖွဲ့အစည်းတစ်ခုအနေဖြင့်လစ်ဘရယ်မဟုတ်သည့်လူနည်းစုအနေငယ်ကိုစီမံခန့်ခွဲနိုင်တော်လဲလက်သစ်ခံနိုင်သည့်ပမာဏထက်ကျော်လာပြီးထို့သောအစွန်းရောင်များများလာပါကလူအဖွဲ့အစည်းတစ်ခုလုံး၏သဘောတဘာဝပြည့်စည်ပြောင်းလဲသွားမည်ဟုဆိုသည်ဥရောပအနေဖြင့်အရှေ့အလယ်ပိုင်းမှာရွှေ့ပြောင်းနေထိုင်သူအများပြားကိုလက်သစ်ခံလိုက်ပါကဥရောပမှာအရှေ့အလယ်ပိုင်းလိုဖြစ်သွားမည်ဟု လူဝင်မှုစန့်ကျင်သူများကဆိုသည်အခြားလူဝင်မှုစန့်ကျင်သူများကဒီလောက်နဲ့မရကြပေတိုင်းပြည်လူအဖွဲ့အစည်း National Community တခုမှတယောက်နဲ့တယောက်တီးခံသောလူအုပ်စုတစုဆိုတာမျိုးထက်အများကြီးကြော်လွန်သည်ဟုသူတို့ကထောက်ပြကြသည်ယင်းကြောင့်ပင်ရွှေပြောင်းအခြေချနေထိုင်သူများအနေဖြင့်ဥရောပ၏တီးခံတတ်သောစံတန်ဘိုးများကိုလိုက်နာရုံနဲ့မလုံလောက်သည်ရွှေပြောင်းလာသူများအနေဖြင့် Britain, Germany, Sweden ရင်ကျေးမှုများ၏တမူထူးခြားသောတရုတ်လက္ခဏာများ အဲ့ဒါတွေကဘာတွေပဲဖြစ်နေနေကိုလိုက်နာကျင့်သုံးရမည်ဟုဆိုသည်ဒေသခံယဉ်ကျေးမှုနေဖြင့်လူဝင်မှုခွင့်ပြုလိုက်ခြင်းဖြင့်စွန့်စားမှုအကြီးကြီးလုပ်လိုက်ရမည်ဖြစ်ပြီးပေးရမည့်တန်ဖိုးများကလည်းများလေရာဒေသခံယဉ်ကျေးမှုကိုဖျက်ဆီးခွင့်ပြုစရာအကြောင်းမရှိဟုဆိုလေသည့်အဆုံးတွင်ဒန်းတူညီမျှအခွင့်အရေး equality အပြည့်အဝပေးအပ်ရမည်ဖြစ်ရာရွှေပြောင်းနေထိုင်သူများအနေဖြင့်လည်းဒေသခံယဉ်ကျေးမှုတဲ့သို့အပြည့်အဝပေါင်းစည်းလက်တင်ခံရမည် assimilation ဟူတောင်းဆိုလေသည်ရွှေ့ပြောင်းခြေချနေထိုင်သူများနေဖြင့် Britain ဂျာမနီသို့မဟုတ်ဆွေဒင်ရေချင်းမှု၏တမှုထူးခြားသည့်လက္ခဏာများနှင့်ပြဿနာရှိနေသည့်မကျေနပ်ဆိုပါကမောင်ရင်းတို့တခြားသွားလို့ရသွားလို့ရသည်ဟုလွင်မှုဆန့်ကျင်သူများကဆိုလေသည်ဤဆွေးနွေးခြင်းခုံမှု၏အဓိကကိစ္စနှစ်ရပ်မှာရွှေ့ပြောင်းခြေချနေထိုင်သူများ၏ ီးမခံနိုင်မှုကိစ္စအပေါ်သဘောကွဲလွဲမှုတရက်နဲ့ဥရောပသားဆိုသည့်တရုတ်လက္ခဏာပေါ်သဘောကွဲလွဲမှုတရက်စုစုပေါင်းကိစ္စနှစ်ရက်ဖြစ်သည့်ရွှေပြောင်းခြေချနေထိုင်သူများအနေဖြင့်အမှန်တကယ်ပင်ဘယ်လိုမှပြုပြင်လို့မရနိုင်သည့်တီးမခံတမ်းမှုအပြစ်ရှိသည်ဆိုပါကလူဝင်မှုကိုထောက်ခံသည့်လက်ရှိဥရောပလစ်ဘရန်များပင်အနည်းနှင့်အမြန်ဆိုသလိုလူဝင်မှုကိုခါးသီးစွာဆန့်ကျင်နေမည်ဖြစ်သည့်ပြောင်းပြန်အားဖြင့်ရွှေပြောင်းခြေချနေထိုင်သူအများစုမှာ ။ဘာသာရေးဂျန်ဒါနှင့်နိုင်ငံရေးကိစ္စများတွင်စိတ်သဘောထားကြီးပြီး liberal ဖြစ်နိုင်သည်ဆိုပါကလူဝင်မှုကိုစန့်ကျင်သူများအချို့ကိစ္စတွင်ထိရောက်စွာငြင်းချက်ထုတ်ဖို့ခက်သွားမည်ဖြစ်သည်။သို့သောပြမကိစ္စဖြစ်ထွန်းတောင်မှဥရောပ၏တမှုထူးခြားသောမျိုးသားရေးလက္ခဏာများနှင့်ဆက်လင်းသည့်မေကွန်ရှိသေးသည်။တီးခံတတ်မှုမှာအာလုံးချင်းတုံနိုင်သောစံတန်ဘိုးတရက်ဖြစ်သည်။သို့နှင့်တိုင်းပြင်သစ်ကိုရွှေ့ပြောင်းခြေချနေထိုင်သူများလက်ခံကျင့်သုံးရမည်ပြင်သစ်စံ ပြင်သစ်တံပိုးဆိုပြီးတတ်တတ်ရှိပါသလိုဒိမ့်မတ်ကိုပြောင်းရွှေ့နေထိုင်သူများလက်ခံကျင့်သုံးရမည်ဒိမ့်မတ်ဆန်ဒိမ့်မတ်တံပိုးဆိုပြီးတတ်တတ်ရှိပါသလိုဥရောပသားများအီမေးခွန်းအပေါ်ခါတိစွာသဘောကွဲလွဲနေသည့်၍လူမှုကြီးကြပ်ရေးမူဝါဒတရားရှင်းလင်းစွာချနိုင်ဖို့ခက်ခဲမည်ဖြစ်သည့်တနည်းအားဖြင့်လည်းဥရောပသားများမှာသူတို့ကိုသူတို့ဘယ်လိုလူမျိုးဖြစ်သည်ဆိုတာကိုသိသွားပြီဆိုပါကတန်900သောဥရောပသားများအနေဖြင့်ဒုက္ခတဲ့တန်ကိုလက်ခံရန်သို့မဟုတ်နှင်းထုတ်ရန် ခက်ခဲစရာရှိတော်မူမဟုတ်ချေဆွေတွင်ညင်းခုံစရာ၃လွေမှုကိစ္စဤတတိယအခြေခံစီကံသတ်မှတ်ချက်မှာရွှေပြောင်းခြေချနေထိုင်သူများအနေဖြင့်အမှန်တကယ်အင်ရှင်လူဖွဲ့စည်းနှင့်ပေါင်းစည်းနိုင်ရန်စိတ်ရောကိုယ်ပါစူးစမ်းအားထုတ်သည်ဆိုပါကအထူးသဖြင့်တီးခန့်တမ်းမှုစံတမ်းမှုကိုလက်တင်ခံကျင့်သုံးသည်ဆိုပါကအင်ရှင်နိုင်ငံအနေဖြင့်သူတို့ကိုပြမတန်းစားနိုင်ငံသားအတိုင်းဆက်ဆံရန်တာဝန်ရှိသည်ဟုသောအချက်ဖြစ်သည်သို့သောဘေးကုန်းထုတ်စရာမှာရွှေပြောင်းခြေချနေထိုင်သူများအနေဖြင့် လူ့ဘွယ်စည်းဒင်းပြေချက်ပြေဖွဲ့ဝင်များဖြစ်လာဖို့အတွက်အချိန်ပဲလောက်ကြာမြင်းဤဆိုသည့်မိကွန်ဖြစ်သည်အယ်ဂျီးရီးယားမှရွှေ့ပြောင်းလာသည့်ပြည်မမျိုးဆက်နေဖြင့်ပြင်သစ်တွင်နှစ်20ကြာနေပြီးသည့်တိုင် ပြင်သစ်နိုင်ငံသားအပြည့်အဝမဖြစ်သေးလင်မကြေမနက်ဖြစ်တင်ပါသလား1980ပြည့်နှစ်များကပြင်သစ်သို့ရွှေ့ပြောင်းလာသည့်သူများ၏တတိယမျိုးဆက်ရွှေ့ပြောင်းနေတိုင်းသူမြေမြင့်များနေဖြင့်ရောပြင်သစ်နိုင်ငံသားအပြည့်အဝဖြစ်တင်ပြီးလို့ လူဝင်မှုကိုထောက်ခံသူများကလင်းမြန်စွာလက်တင်ခံပြီးအပြည့်အဝနိုင်ငံသားဖြစ်ဆက်ဆံရေးတောင်းဆိုကြသည်လူဝင်မှုကိုစန့်ကျင်သူများကမူအချိန်ကြာရှည်စောင့်ကြည့်ပြီးမှပေးအပ်ရမည်ဟုညင်းချက်ထုတ်ကြသည်လူဝင်မှုကိုထောက်ခံသူများကရွှေ့ပြောင်းနေထိုင်သူများ၏တတိယမျိုးဆက်မြင်းမြင့်များအနေဖြင့်နိုင်ငံသားဖြစ်ခွင့်အပြည့်အဝမခံစားရပါကအင်ရှင်နိုင်ငံမှာတူတာဝန်မကျေပွန်ခြင်းဖြစ်သည်ဟုဆိုသည် တင်းမာမှုများရန်လိုမှုများအကြမ်းဖက်မှုများပေါ်ပေါက်လာပါကအင်ရှင်နိုင်ငံနေဖြင့်သူများကိုပြစ်တင်လို့မရဘဲမိမိဖာသာတည်ယူတဲ့အမြင်ချင်းမှုကိုသာပြစ်တင်ရမည်ဟုဆိုလေသည် လူဝင်မှုကိုစန့်ကျင်သူများအတွက်မူဤကဲ့သို့သောမဟာရီယာတောင်းဆိုမှုကပြဿနာဟုယူဆကြသည်ရွှေပြောင်းဝင်ရောက်လာသူများအနေဖြင့်စိတ်ရှိရမည်ဟုသူတို့ကဆိုသည်အဖိုးအဖွားများကလွန်ခဲ့သောနှစ်40လောက်ကမှတိုင်းပြည်ထဲကိုဝင်လာပြီးအခုမြေတွေလက်ထက်မှာဒေသခံတွေလိုအပြည့်အဝခံစား권မရလို့လမ်းပေါ်ထွက်စုပူနေသည်ဆိုလျှင်တော့မင်းတို့ဆောင်ပေးဝဲကြပြီဟုလူဝင်မှုစန့်ကျင်သူများကဆိုကြသည်ဒီကိစ္စတွင်မူပြဿနာ၏အရင်းမြစ်မှာလူပုဂ္ဂိုလ်တို့ချင်းစီအချိန်ကိုရှုမြင်ပုံနဲ့ လူအုပ်စုလအချိန်ကိုရှုမြင်ပုံမတူသည့်ကိစ္စဖြစ်သည်လူသားအုပ်စုကြီးတစုအနေဖြင့်ကြည်ပါကနှစ်40မှာဘာမှမရှိသည့်တိုတောင်းသောအချိန်ဖြစ်သည်လူဘွယ်စီတစ်ခုအနေဖြင့်ဆယ်စုနှစ်နန်းငယ်တွင်နိုင်ငံခြားသောအုပ်စုများကိုပြေဝလက်သင်ခံနိုင်မည်ဟုမျှော်လင့်ထားဖို့ခက်ခဲမည်ဖြစ်သည်နိုင်ငံခြားသားများကိုလက်သင်ခံပြီးပေါင်းစည်းခွင့်ပြုကနိုင်ငံသားအဖြစ်အပြေဝအတိမတ်ပြုသည့်ရှေးကရောမအင်ပါယာမော့စလင် ကာလီဖိတ် တရုတ်အင်ပါယာနှင့်အမေရိကန်ပြည်ထောင်စုကဲ့သို့သောလူအဖွဲ့အစည်းများမှအားလုံးရာစုနှစ်များစွာအချိန်ယူရသည်ဆယ်စုနှစ်တွင်ပြောင်းလဲသွားပြီးလက်တင်ကန်ပေါင်းစည်းလိုက်ခြင်းမျိုးမဟုတ်ချေသို့သောလူပုဂ္ဂိုလ်တူချင်းတွက်မှုနှစ်40မှာတသက်လုံးမှာပဲဆိုသောအချိန်မျိုးဖြစ်သည်အဖိုးဖွားများလွန်ခဲ့သောနှစ်40ကပြင်သစ်ကိုပြောင်းရွှေ့လာပြီးအခုပြင်သစ်တွင်မွေပြင်သစ်တွင်ကြီးလာသည့်ဆယ်ကျော်သက်တယောက်တွက်မှုအယ်ဂျီးယားမှမာဆေးသို့ပြောင်းရွှေ့ဖို့ထွက်လာသည့်ခီးဆိုသည်မှာ အတိတ်ဟိုးရှိရှိကတမိုင်းဖြစ်သွားပြီသူ့ကိုဒီမှာပဲမွေသည်သူ့တငယ်ချင်းတွေအားလုံးလည်းဒီမှာပဲမွေသည်သူနဲ့ RB စကားမတက်ပြင်သစ်စကားပဲတက်သည် Algeria လည်းတကားမှမရဘူးဆိုတာမျိုးဖြစ်သည်သူ့ဖို့မှာပြင်သစ်ဒီအမိမြေဖြစ်သည်သူ့အိမ်သူ့ယာဖြစ်သည်အခုကြတော့လူတွေကပြင်သစ်ကသူ့အိမ်မဟုတ်သူကဧည့်သည်ဖြစ်သည်သူတကားမှမရဘူးမနေဘူးဒီနေရာကိုပြန်သွားရမည်ဟုလူတွေကပြောလာရင်သူ့အနေဖြင့်မလုပ်ရမည်နီဥပမာဆိုရရင် ဤအဖြစ်မှာဩစတြေးလျမှာယူကလစ်ပင်မျိုးစေ့တစ်စေ့ကိုယူလာပြီးပြင်သစ်ပြည်တွင်စားလိုက်သလိုပင်ခင်အားစနစ်ရှုထောင့်မှကြည့်ပါကအဆိုပါယူကလစ်ပင်သည်ကျူးကျော်ဝင်ရောက်လာသည့်မျိုးစေ့ဖြစ်သည်ယောဂဗေဒပညာရှင်များအနေဖြင့်ယူကလစ်ပင်ကိုဥရောပပင်မျိုးစေ့ဖြစ်ပြောင်းလဲသတ်မှတ်ရန်မျိုးဆက်ပေါင်းများစွာအချိန်ယူရမည်ဖြစ်သည်သို့သောအပင်တပင်ချင်းရှူထောင်ကနေကြည်လင်မှုသူ့အနေဖြင့်ပြင်သစ်ကအပင်ဖြစ်သည်ပြင်သစ်ရေကိုမလောင်းလင်သူ၆သွေးတည်ဆုံးသွားမည်ဖြစ်သည်စာပတ်သူအနေဖြင့်သူ့ကိုစွမ်းထုတ်ဖို့ကြိုးစားပါက ရင်းပင်တီလည်းဒေသခံဝတိချပင်နဲ့ထင်းယူပင်များနဲ့မခြားပြင်းထန်မြေတွင်အမြင့်တွန်နေပြီဆိုတာကိုတွေ့ရမည်ဖြစ်သည်ဆွေတွင်ညင်းခုံစရာလေးလူမှုကိစ္စနှစ်ဖက်လိုက်နာရမည်သဘောတူညီချက်စည်းကမ်းများကိုတိကျစွာအတိတ်ပဲဖွင့်ဆိုမှုနှင့်ပတ်သက်ပြီးပေါ်ပြပါသဘောထားကွဲလွဲမှုနှင့်ပတ်သက်ရင်း နောက်ဆုံးအရေးကြီးဆုံးမေးခွန်းမှာဤသဘောတူညီချက်စည်းကမ်းတွေကတကယ်ရောအလုပ်ဖြစ်ရလားဆိုသည့်မေးခွန်းဖြစ်သည်။နှစ်ဖက်ပြန်လည်လိုက်နိုင်ရမည်ဆိုသည့်သဘောတူညီချက်များကိုအရှေ့နိုင်ငံတွေရောရွှေ့ပြောင်းချေချနေထိုင်သူတွေရောလိုက်နာမှုရှိပါရဲ့လားဆိုသည့်မေးခွန်းကနောက်ထပ်ငင်းခုန်ဆွေးနွေးစရာဖြစ်လာပါသည်။လူဝင်မှုစန့်ကျင်သူများကဆိုလို့ရှိဒီမှာရွှေ့ပြောင်းခြေချနေထိုင်သူများအနေဖြင့် အခြေခံအစည်းကမ်းသတ်မှတ်ချက်နှစ်ကိုလိုက်နာမှုမရှိဟုဆိုလေရှိကြသည်ရွှေပြောင်းလာသူများမှာအင်ရှင်လူဖွဲ့စည်းနှင့်အံဝင်ခွင့်ကြဖြစ်စေရန်ပေါင်းစည်းမှုမရှိပေါင်းစည်းရန်စိတ်ပါလက်ပါကြိုးပမ်းအားထုတ်မှုမရှိရွှေပြောင်းလာသူများပြားမှာသူတို့၏တိခံမှုမရှိသောတူဒန်ဝါရအမြင်များကိုဆက်လက်ကင်ဆွဲထားသည်ဟုဆိုသည်သူဖြစ်ရာအင်ရှင်နိုင်ငံကလည်းသူ့ဘက်က လိုက်နာရမည့်အချိန်ကစီကံတတ်မှတ်ချက်၃ကိုလိုက်နာစရာမလိုဆိုလိုသည်မှာရွှေပြောင်းလာသူများကိုပြမ္မာရန်စာနိုင်ငံသားဖြစ်ဆက်ဆံစရာမလိုဟုဆိုလိုသည် ထို့ပြင်တတ်မှတ်ချက်၁ရွှေပြောင်းနေထိုင်သူများကိုဝင်ခွင့်ပေးရန်ကိစ္စကိုတင့်တော်မတော်ပြန်သုံးသပ်ဖို့အကြောင်းရင်းခံခံလုံလုံရှိသည်ဟုဆိုသည်ရင်ကျင်းမှုဓလေ့ထုံးစံတစ်မျိုးမျိုးရှိသောထိုရင်ကျင်းမှုမှ နောက်တနေရာသို့ပြောင်းလာသောလူများကိုရွှေ့ပြောင်းအခြေချောက်ဝင်ပေးရန်မတင့်တော်ကြောင်းထက်တလဲလဲတွေ့ရပြီးသူတို့အနေဖြင့်ခြေကံစည်းကမ်းသတ်မှတ်ချက်များကိုလိုက်နာမှုမရှိပါကရင်းရင်ကျင်းမှုမှလူတို့များကိုထက်ဝင်ခွင့်ပေးစရာမရှိ ပြဿနာကိုပိုဆိုးအောင်လုပ်စရာအကြောင်းမရှိဟုလူဝင်မှုကိစ္စကိုစန့်ကျင်သူများကဆိုသည် လူမှုကိစ္စကိုထောက်ခံသူများကမူခြေခံစည်းကမ်းသဘောတူညီချက်ကိုလိုက်နာခြင်းမရှိသည်မှာအင်ရှင်နိုင်ငံဖြစ်သည်ဟုဆိုသည့်ရွှေ့ပြောင်းခြေချနေထိုင်သူများစုကစူးစမ်းပန်းစားဆက်ရင်မှန်ဖြင့်အင်ရှင်လူ့အဖွဲ့အစည်းနှင့်စီလျော်အံဝင်ခွင့်ကြဖြစ်အောင်စူးစမ်းနေထိုင်တော်လဲအင်ရှင်များကမူ သူတို့နေလို့ခက်ခဲအောင်လုပ်နေသည်ဟုဆိုသည်ထို့ပြင်ပိုဆိုသည်မှာအောင်မြင်စွာပေါင်းစည်းဝင်ရောက်သွားသည့်ရွှေပြောင်းနေထိုင်သူများကိုလည်းဆက်လက်၍ဒုတိယရန်စာနိုင်ငံသားဖြစ်ဆက်ဆံနေစေဟုဆိုသည်ရွှေပြောင်းနေထိုင်သူများ၏ဒုတိယမျိုးဆက်တတိယမျိုးဆက်အထိ ထိုသို့ဆက်ဆံခံနေရဆဲဖြစ်သည်ဒီလိုမြို့အခြေအနေရောက်ဖို့ဆိုရင်ဖြစ်နိုင်ဒီမှာအင်ရှင်ရောရွှေပြောင်းနေထိုင်သူများပါနှစ်ဖက်စလုံးကခြေကန်စီကန်တတ်မှတ်ချက်များကိုအပြည့်အဝလိုက်နာခြင်းမရှိတာဖြစ်နိုင်ပါသည်ထို့ကြောင့်တစ်ဖက်နဲ့တစ်ဖက်တန်တရာပူကြီးမလာကအစိုးတန်တရာလဲ၍ပုံမှန်မကျေမနက်ဖြစ်လာတာမျိုးဖြစ်နိုင်ပါသည်ဤစတုဒ္ဓဆွေးနွေးညင်းခုံစရာမှာဖော်ပြပါခြေကန်စီကန်တတ်မှတ်ချက်၃ခုကိုတိတိကျကျအတိတ်ပဲမဖွင့်ဆိုနိုင်သေးသေး၍ပြည့်လည်မည်မဟုတ်ပါ လူဝင်မှုကိစ္စကိုခွင့်ပြုခြင်းမှာတာဝန်လားသို့မဟုတ်အခွင့်အရေးပေးခြင်းလားရွှေ့ပြောင်းချေချနေထိုင်သူများဘက်ကမြည်လို့သောအဆင့်ထိပေါင်းစည်းရန်လိုသည်အင်ရှင်နိုင်ငံများအနေဖြင့်သူတို့ကိုတန်းတူညီတူနိုင်ငံသားများအဖြစ်မြင်ပြလင်းလင်းမြန်းမြန်ခွင့်ပြုရမည်စသည့်မိကွန်းများအဖြစ်မထွက်သေး၍နှစ်ဖက်သူတို့လိုက်နာရမည်တာဝန်များကိုလိုက်နာခြင်းရှိမရှိ ဆုံးဖြတ်နိုင်လည်းမည်မဟုတ်ပါနောက်ထပ်ဆောင်ပြဿနာတစ်ခုမှာမည်သို့မည်ပုံအတွက်ချက်သည်လဲဆိုသည့်ကိစ္စဖြစ်ပါသည်လူဝင်မှုကိစ္စတွင်လိုက်နာရမည်စီကံသတ်မှတ်ချက်များကိုလိုက်နာခြင်းရှိမရှိစမ်းစစ်ရာတွင်နံပါတ်စလုံးကလိုက်နာမှုထက်ပြက်ကွက်မှုကိုပုံမှုဆောင်ပေးလေရှိပါသည်တက်တန်းသောရွှေပြောင်းနေထိုင်သူများမှာဥပဒေလိုက်နာသောနိုင်ငံသားများဖြစ်နေသည့်တိုင်ရွှေပြောင်းနေထိုင်သူလူတရာကအကြက်ဖက်ဖွဲ့တဲ့ဝင်ကအိရှင်နိုင်ငံကိုတိုက်ခတ်လိုက်သည်ဆိုပါကရွှေပြောင်းအခြေချနေထိုင်သူအလုံးကိုစီကံဖောက်ပြက်သူများဟုယူဆမည်လားသို့မဟုတ် လိုက်နာသူများဟုယူဆမိလားဆိုသည့်ကိစ္စဖြစ်ပါသည်။ရွှေပြောင်းခြေချနေထိုင်သူများ၏တတိယမျိုးဆက်တူကလက်မော်မှာအကြိမ်တစ်ထောင်လျှောက်လို့ဂိုဒီလျောက်သောကားခံရခြင်းမရှိသည့်တိုင်တကြိမ်လောက်လူမျိုးရေးခွဲခြားသူတူကအော်ဟစ်ဆဲဆိုတာကိုခံလိုက်ရသည်ဆိုပါကအင်ရှင်လူအဖွဲ့စည်းကရွှေပြောင်းခြေချနေထိုင်သူများကိုနှင်ထုတ်နေသည်ဟုယူဆမိလားသို့မဟုတ်လက်ခံသည်ဟုယူဆမိလားဆိုသည့်ကိစ္စကစဉ်းစားစရာဖြစ်ပါသည်။ ဖော်ပြပါဆွေးနွေးညှိကုံစရာများ၏နောက်ွယ်တွင်ပို၍ခြေခံကြသည့်မေကွန်းတစ်ခု ရှိနေပါသေးသည်။ယင်းမှာကျွန်ုပ်တို့၏လူသားရင်ကျေးမှုပေါ်နားလည်ပုံနှင့်သက်ဆိုင်ပါသည်။လူမှုကိစ္စကိုဆွေးနွေးညှိကုံသည့်နေရာမှာကျွန်ုပ်တို့အနေဖြင့်ယင်ကျေးမှုတစ်လေကာချာအလုံးကိုပင်ကိုအဖျင်အတူတူပဲဟုယူဆပါသလားသို့မဟုတ်အချို့ယင်ကျေးမှုများမှာအချို့ထက်တာနိုင်သည်ဟုယူဆပါသလားဆိုသည့်မေကွန်းဖြစ်ပါသည်။စီးရဒုက္ခသည်များကိုလက်ခံမခံဂျာမန်များ ဆွေးနွေးညှင်းကုန်ကြသည့်အခါဂျာမန်ယဉ်ကျေးမှုမှာစီးရီးယားယဉ်ကျေးမှုထက်တဏိတပုံသာသည်ဟုယူဆလင်တရားနီလန်ကြပါသလားဆိုသည့်ကိစ္စပင်ဖြစ်ပါသည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။